ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ၂025ခုနှစ်ဇွန်လ၈ရက်နေ့ရက်နေ့၁၄ရက်တွင်အပြောင်းလဲတဲ့ဒုတက်မှုရှိမယ်ရေပတ်သက်တဲ့အောင်မြင်မယ်ငွေကြေးကန်ကောင်းမယ်အပြောင်းလဲသစ်တွေမှာအိန္ဒိယလုပ်ငန်းတွေကဆက်ဆက်တဲ့ဝင်ချင်းအကုန်လုံးပြောင်းလဲမှုရှိသွားတခါမှမလုပ်ဘူးတဲ့အလုပ်လုပ်ရလိမ့်မယ်ဆုံးဖြတ်ချက်တွေမှန်မယ်စီမံချက်တွေအောင်မြင်မယ်ခက်ခဲလုံးကျော်လာနိုင်မယ်ဥတီလိုက်တဲ့အတိုက်ခံရှိမယ်မဖြစ်မနေလုပ်မှုကြောင့်ဆုံးမအောင်မြင်သွားမယ် ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုခဲ့တာကောင်းတယ်။စဉ်းစားလေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာ ခွင်းကောင်းတွေလက်လုံးကြဖြစ်သွားတာမျိုးကြော်မယ်။ချက်ချင်းဆုံးဖြတ်ဆုံးဖြတ်ချက်မှန်းကုန်မှန်ရမယ်။ဒီကာလအတွင်းမှာရှေ့ရနေရတော့အရာရာဆင်ပြေသောနေတိုင်းနဲ့တွတ်တဲတဲကန်နေပေါ်ပြီးတော့လိုရာပြည့်စုံမယ်။ကိုယ့်ရနေမှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲများဖြစ်ရှိနိုင်ခြင်းကိုကြော်မယ်။ ဆယ်ရည်နှစ်ရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တယ်။လပြည့်နေ့နေုံလပြည့်နေ့အဲ့ဒီမှာပတောက်ပင်ဆိုင်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှဆိုင်တာ။ဓမ္မသခိုးဘိဥပတ်နေခင်းတယ်။နောက်အိအိုးနဲ့ဖြစ်စေမြေရင်ဖြစ်စေပတောက်ပင်တစ်ပင်ရှေ့မှာဆိုင်ရလေရ။ထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်။နေုံလပြည့်နေ့ကပတောက်ပင်ဆိုင်ရတယ်ထူးခြားတဲ့အဆွမ်းရှိတယ်ပတောက်ပင်ဆိုင်တဲ့ရဲ့ ဒီတနေ့လုံးမှာတည့်ရဖယ်စီအဲ့ဒီရမှာစိုက်တယ်ထူကြတဲ့ကံကိုရှိတယ်။နောက်လာပြင်းနေနေငံလေးနဲ့တိုက်ဆိုင်တယ်။လက်ဖွင့်ရောင်းကောင်းစေတဲ့ရတရားစီရင်လုပ်လို့ရတယ်။ညနေ3နာရီမှာတော့ရမယ်။ဆယ်နေဂျွန်နာစီးပင်တပင်ရဲ့ရှေ့တောင်ကန်ကဈေးကန်ကိုဖြတ်ဈေးကန်ခဲတဲ့လုံးသားသားလောက်ဆိုရင်ကိုရတယ်။ရှင်းနေမှတရားဖြတ်အခောက်ခွာရွှေအောင်တော့ လောက်ပင်ကံပွင့်စေတဲ့အဆောင်ဖြင့်စိုင်တို့အလို့ညာတို့မှထားရောင်းရနာရှိထိတွေ့ပြီးအ мян ထွက်စေတွင်စေဆိုရောင်းထွက်တယ်လောက်ပင်ကံပွင့်စေတာစတ္တရနေ့မှာတော့အဲ့ဒီနေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိပဲတပြိုင်တည်းတည်းတစ်ခုတည်းမကလည်းလှုပ်တည်လောအောင်စတ္တရနေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရဆင်းပြေမယ်စသောရနေ့ငွေချေးကလက်လာပါကစီပါကံကောင်းတယ်၁၄ရက်နေ့မှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝတိုးတက်တဲ့ကံနဲ့ အရာရာဆင်ပြေခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကိုဖြစ်ပေါ်စေတဲ့ကံကြမ္မာကောင်းတဲ့လွတ်တဲ့ဘုံကောင်းတွေကိုရရှိမှာဖြစ်တဲ့တနင်္လာရင်ကစနေမွေးသူတွေကောင်းကျိုးပေးတယ်။တောက်ကြတဲ့တနင်္ဂနွေနေ့မွေးသူများကြောင့်စိတ်အောင်ရှေဖြစ်တတ်တယ်။စိတ်ခုကိုယ်ကနန်းနေကျိုးပေးပါတယ်။အနဲ့ရောင်ပြည့်မိခိုးရောင်ဒီရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ရှင်မကြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေ ကောင်းကျင်ကံတွေရဖို့အတွက်အနီရောင်ပန်းပွင့်ဖျားလူပြီးလောရဆူတောင်းပြပါဆူတောင်းပြပါလိမ့်မယ်